ါပါ။ဟိုခဏကအထဲမှာလာအပြင်မှာချွေရမှာကလာတင်ငယ်ချင်းလာချွေလား။လာတင်ငယ်ချင်းခဏအထဲမှာချွေလိုက်80ဝါလေးချက်။လို့လေအမတနေ့ခုနေ့နေ့ဆိုတော့ဒီနေ့ဒီဘဘဲမသွားရအောင်ပေါ့ဘဲမသွားဟဲ့ငါလည်းခုမှတတိပြောင်းသွားတော့လေနော်ပစ္စည်းတွေယူလာပြီးတော့ကြည့်အောင်ဒီမှာထိုင်ခန်းချင်းမှာအစ်စိတ်ထိုင်မှာအင်ပြေပါတယ်အစပိုင်းစပိုင်းပေါ့ဟုတ်တော့မလားဟုတ်ကဲ့လို့လေတတိပြန်သွားပြီဆိုတော့ဘိုနပ်အထုပ်တွေရလာလားမလေးဘိုနပ်အထုပ်တွေလည်းပြောမနေနဲ့မလေးပတ်စံရဖို့အရေးပါဘူးပြောပြော ရတာရပါလေရပါလေအများနဲ့အများပါဟဲ့အများကြီးလည်းမဟုတ်ပါသူငယ်သူအလုပ် join ပြီလားမ join တော့အလုပ်တော့ join ပြီးသေးပြီချင်းအလုပ်ကတော့မ join ပြီးသေးဘူးငါလည်းတည်တယ်မလားကြာနေတဲ့အမအခုရှာနေတာလစ်အောင်လာလို့လစ်အင်းလားကွာငါလစ်ပင်ကွာတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ကိုလည်းလောက်ခဲ့တာဟုတ်တယ်မလားလစ်ပင်အကြိုက်ဆိုတော့အချင်းဖြစ်နေရဲ့ငါလည်းပေါ့ငါကခုလောလောဆယ်တော့နည်းနည်းနားလိုက်အောင်ပါဟုတ်တယ်မလားအေးဟဲ့ငါလည်းအဲ့ဒါကြောင့်မင်းတော့သတိရလဲဟိုအမတ်တမဲ့ပြန်သွားတာအမမကကိုကလည်း2025အထိလောက်ရပါလောက်ကလို့တိုင်မှာ အခုအမတ်တမတ်ပြန်သွားတာငါအတက်ကလည်းအခက်ခဲဖြစ်သွားတာပဲအဲ့ဒါပဲတို့အိမ်တွင်အလုပ်သမားရဲ့ဘဝပဲအမတ်တမတ်ဖြစ်သွားတာနေလဲတိတဲ့အတိုင်းပဲလေကွယ်ဟိုငါတို့ကပကံဆန်ခုံးမလဲဒီအချိန်အမတကယ်ကိုခံစားရတယ်တိလာဒီအချိန်အော်ကိုကအလုပ်လုပ်တာလဲကြာပြီတကယ်တမ်းပြောမယ်ဆိုကိုကအလုပ်လုပ်ခဲ့တဲ့တက်တန်းတွေကလည်းမနှဲတော့ဘူးလေနော်တကယ်လို့သာကိုကလူမှုဖူလုံရေးထဲမှငါတို့တွေကြီးပဲလဲမဟုတ်ပါဘူးဟဲ့ထိုင်းဆိုလို့ရှိရင်အတူတူပဲလေထိုင်းအိမ်တွေအလုပ်သမားဆိုလို့ရှိရင်လေဟိုအတူတူပဲ တို့လည်းအမှန်ဆိုလို့ရှိရင်တော့ဝင်ပန်ခွင့်ရှိရင်ပိုကောင်းတော့ပေါ့ဟုတ်တယ်ဟုတ်တယ်အဲကြည့်အမေပကစားကိုအကြောင်းပြောလို့ပကစားကိုရဲ့အင်ဂျီတော့ပေါ်လာလေးတယ်အခုအဲဟိုစအတော်တွင်ဒီအင်ဂျီတော်တော်လေးဟိုစဝုဝုနေရတယ်ကျမတို့ campaign ကြောင့်အဲအဲကြောင့်ပြောလေဒီမှာကြည့်လေကိုကအများကြီးဟုတ်တယ်လေနော်ဒီပကစားကိုကငါတကယ်အခုကိုကအာအလုတ်ဘယ်လိုပြောမလဲအလုတ်ရှာနေတဲ့အချိန်ပဲဖြစ်ဖြစ်အလုတ်ရနာထားတဲ့အချိန်ပဲဖြစ်ဖြစ်ပကန်စာကုန်တာရှိခဲ့ရင်ငါတို့ကအလုတ်ဂျားစာကာလာမှာလဲကိုက ဝင်ဝေကိုဒီထောက်ပံ့တဲ့ပကံဆံခုံးကဆိုတော့ဟိုကကိုယ့်အနေနဲ့လည်းကိုယ်ကပကံဆံခုံးအတွက်လည်းကိုယ်ပေးနေနိုင်တာပဲလေဟုတ်တယ်မလားကိုယ်အလုံးလုံးတဲ့ခန္ဓာမှာကိုယ်ကပကံဆံခုံးကိုပတ်ဆံသွင်းဆိုကိုယ်သွင်းနိုင်တယ်ဒါပေမဲ့ကိုယ်ကသွင်းပိုင်ခွင့်မရှိတော့ကိုယ်ကဒီအချိန်မှာခက်ကြည့်လေငါဆိုအခုကအမတ်တမက်ငါအမမ2025အထိအလုံးလုံးရမယ်ကွာကဲအခုကြတော့တထေးကတထေးကအမတ်တမက်ပြောင်းသွားတယ်အတထေးအလုံးအလုတ်ချင်းကအမတမက်ပြောင်းသွားတာကိုကိုနိုင်ကဘာမှအလုတ်ကဂျာဇာကာလာမှာကိုမရှိဘူး။ကြက်ကိုမှဘာပံပိုးရမှာလဲ။ဟုတ်တယ်ဟုတ်တယ် ဝင်ငွေဆိုတာလည်းကိုကမရှိတော့ဘူးတကယ်လို့တော့ဟိုငါတို့ပြောနေတဲ့ပကံဆောင်ကိုကငါတို့အတွက်ပါဆိုမှအများအားဒီမှာကြည့်လေဟုတ်တယ်မလားပြောနေတဲ့အတွက်လည်းရှိခိုင်ငါ့ကိုပံ့ပိုးမှုတွေရှိတာကိုကအဲ့ဒါပဲဇာနေပြောမယ်ဆိုလို့ရှိရင်တော့ဟိုပကံဆောင်ကိုဆိုတာလည်းကိုအတွက်အကျိုးရှိတယ်ကိုကကိုမှရှိတဲ့အိမ်တွင်အလုပ်သမားအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဇာနေရဲ့တကယ်ချင်းရဲ့နေလဲတည်တဲ့အတိုင်းပဲ idea ရဲ့ကိုလေးကအလို့ရှင်ရှိတဲ့လူပဲလေမဟုတ်ဘူးလား ကျမတို့ညီနာတို့တို့ဆိုတော့လောက်တာဘာနဲ့ကြပေးနိုင်တယ်ကျမတို့အနေနဲ့ကလည်းဒီသူတို့တတ်မှတ်ထားတဲ့တတ်မှတ်ထားတဲ့ကလည်းကျမတို့ပေးနိုင်တယ်ပါရတဲ့လာစာရဲ့ပြန်မြကိုအဲ့လိုမျိုးကိုအလုံးလုံးနေတဲ့အချိန်မှာကိုပေးနိုင်တယ်ကိုတွင်းလို့ရတယ်ဆိုလို့ရှိရင်တော့ငါတို့အတွက်ကဟုတ်တယ်မလားနေပေါင်းကြာလာတဲ့အချိန်10နှစ်15နှစ်ငါတို့တွင်းပြီးသွားပြီဆိုလို့ရှိရင်ဒီအချိန်မှာကိုရဲ့အကျိုးခံစားခွင့်နေကိုအလုံးမရှိတဲ့အချိန်မှာအမှန်တန်ကောင်းလို့လုံးကထင်တော့တကယ်တကယ်အခုအလုံးမရှိတဲ့အချိန်ကျတော့ကိုစိတ်ထဲမှာလေအဲ့ပကံဆောင်ကိုမှကိုအတွက် ကိုအတွက်လည်းဟုတ်တယ်ကိုနိုင်ငံသားသားဟုတ်တယ်မလားရွှေပြောင်းအလုပ်တော်မှာဘုမဟုတ်လဲထိုင်းလူမျိုးအတွက်လည်းအမတားမှအကျိုးရှိတယ်လို့ငါအဥစားထင်တယ်ပေါ့ကွာဆိုတော့ဟိုပဲအနေနဲ့ကတကယ်ဟိုဟိုဆုံးရှုံးမှုတစ်ခုပဲအမနောက်ထပ်ခုနှစ်နေပေါ့နောက်ထပ်ခုနှစ်နေခုနှစ်နေရှင်းနေရှင်းနေအေးပေါ့ဟဲ့အမမှာဆိုလို့ရှိရင်တော့ကိုကဒီနောက်ထပ်ခုနှစ်နေရှင်းနေမို့ကိုအလုံးလုံးခဲ့အချိန်ကလေးကကိုတွင်းပိုင်ဖြစ်ရှိတယ်ခုမှာအမကိုတယ်ပါလဲ30နီးပါးမှလာထိုင်းနိုင်ငံမှာနေအဲ့ဒါကြောင့်ပြောတာလေကိုကတွင်းအမအနည်း20အတွင်းမှာတွင်းခဲ့တွင်းခဲ့ရင် ဒီအချိန်ဆိုရင်ဒီအချိန်ကိုကခံစားခွင့်ရှိတယ်ဥမာကအိန္ဒိယချင်းနဲ့ဆိုတော့ဘာကိုမှကဟိုဘယ်လိုပြောမလဲဒီမှာတို့တို့ထိုင်းတို့ပြောတဲ့အမမအားဒိုးမြန်မာလို့ဆိုလို့ရှိရင်တော့ပင်စင်ပေါ့ကွယ်ဟိုတက်ကြီးပင်စင်ကိုကအလုံးနားသွားလို့ပင်စင်ရတယ်ဆိုကိုတစ်ချိန်တော့လုံးနေအလုံးလုံးနေနိုင်တဲ့အချိန်ကိုရဲ့လက်ခတဲ့ရကနေကိုတွင်းထားတဲ့ percentage နဲ့ဟုတ်တယ်မလားဆိုတာစီကအာထောက်ပံ့မှုနဲ့အလုံးရှိအောင်ထောက်ပံ့မှုကိုရီတာအဲ့ဒါတွေရခဲ့ပြီဆိုလို့ရှိရင်တကယ်တမ်းပြောမယ်ဆိုကိုလည်းဒီအချိန်မှာ စုငွေအတော်တင်းတော့ရှိပြီလေဟဲ့ဟုတ်တယ်မလားကိုကငွေမစုတာတော့မဟုတ်ဘူးဒီလိုပဲပေါ့အလုရှာနေအလုံးလုံးနေတဲ့အချိန်မှာကိုကဒီလိုတွင်းနေနိုင်မှဟုတ်တယ်မလားဒီပကံဆန်ခုံတို့မြန်မာလိုပြောမယ်ဆိုလူမှုဘူးလုံးကြီးဓာရီကိုတွင်းနေနိုင်မှကိုကဒီလိုအသက်ကြီးသွားပြီဥပမာကဲအမတော့48နှစ်ထားလိုက်တကယ်လို့တော့ကိုတငယ်ချင်းတွေ55နှစ်ဖြစ်တဲ့ပြီတွင်းနေခိုင်းဆိုဒီအချိန်ဘယ်လောက်အကျိုးရှိမလဲသူတို့အတွက်ဆိုမှအဲ့ဒါကိုကိုလည်းဟိုရွှေပြောင်းအလုတမအနေနဲ့အိမ်တွင်အလုတမကလည်းဒီအဲ မကန်ဆန်ကုန်တယ်မော်ဆမ်ဆန်သူတို့ခေါ်တဲ့မော်ဆမ်ထိုင်းလို့ဆိုမော်ဆမ်ဆန်အဲမော်ဆမ်ဆန်ကအများကြီးကျူးရှိတယ်အကျိုးရှိတာပေါ့ကိုရီးယားအတွက်ပေါ့အိန္ဒိယလို့ပြောတာပြီးတော့ specially ငါတို့ကျွန်တော်တို့ဆိုရင်ဥမာထားလိုက်တော့လတိုင်းလို့လို့အမပြောသလိုမျိုးပဲတွင်းတဲ့ခါကျရင်အသက်55ဆိုရင်ဥမာဗမာပြည်ပြောင်းမယ်ဆိုရင် okay ကိုထုတ်ယူလို့ရတယ်တဘောကိုပြန်ဟုတ်တယ်ကိုရသွားတယ်ပြီးတော့နောက်တစ်ခုကအဲ့ဒီမော်ဆမ်ဆမ်အကျိုးကျေးဇူးကြောင့်ကျွန်တော်တို့ဗာလဲအခုဆိုကျမတို့အိမ်ရဲ့အလုပ်သမားတွေဆိုရင်အမရဲ့ပကတ်အဲ့ဒီဆမ်စီဘတ်ခုပဲရှိတယ်လေတဘောကဟုတ်တယ်မလား ဲ့ဆမ်စီပါကဥမာခလေးမွေးတာကတော့အရန်ကောင်းပါတယ်ကျမတို့မြန်မာလူမျိုးတွေအတွက်အဲ့ဒါကတော့အရန်မွေးဖွားခွင့်ကတော့အရန်ကိုအကျိုးရှိတယ်လေအဲ့လိုမျိုးဒါပေမဲ့ကြံတဲ့ဟိုစားတွေမှာဆိုရင်ဥမာကျမတို့အိမ်တွေအလုပ်သမားတွေဆိုရင်음ဖိုက်ကြည့်ရဆိုရင်မရကြည့်လိုက်လေကျမကျမဟိုစားမှာကျမရဲ့အလုပ်မှာဥမာညီမလေးတောက်ဆိုသူအလုပ်လုပ်နေရင်လည်း okay သူ့ဘိုက်က၅လရှိလာပြီအဲ့တော့သူအလုပ်ဆက်လုပ်လို့မဖြစ်တော့ဘူးလေမဖြစ်တော့လေဟိုစား အဲသူတို့ဟိုစဘယ်လိုပြောအားလဲနာတယ်လေသူကတိုင်ရလဲကြီးလာပြီဆိုတော့ဟိုစအိမ်ရွယ်လို့ဆိုတော့အမတိတဲ့အချိန်မှာတခါတလေကြာရင်ရှည်ဒီမာရီမရလာမလားသူပြောတာအစ်စ်နေပြီအဲတော့သူအလုပ်ထွက်ရင်ဘာမရဘူးလေသူကစာစီပါပဲသူလုပ်ထားတာတော့ပဲသူဘာမှဟိုဘာလဲထောက်ပံ့နေတယ်မရှိဘူးသူအတွက်ဘယ်နိုင်တော့ဦးလဲအဲ့လို မလည်းတွေ့တယ်။သူ့အလောက်ကလေသူကလေးသူကလေးကတော့ဝရတယ်။သူကချင်ရတာလေတစ်ချိန်လုံးအဲ့လိုမျိုးသူပြောတာဒါတွေဒါတွေအရင်နာတယ်ပြော။ဆိုတော့အိန္ဒိယနဲ့သူရဲ့ကြော်လေအဲ့လိုမျိုးပဲသူပြောတယ်။အဲ့လိုသူတို့ထိုင်းလူမျိုးနော်ကျမတို့ဒီကအိန္ဒိယအလုပ်သမားတွေပေါ့။ဟုတ်တယ်။ရှစ်တင်တာလေကျမပြောချင်တာ။ရှစ်တင်တာပေါ့အိန္ဒိယအလုပ်သမား။ရှိတယ်။ကျမတို့ပေးနိုင်တယ်ဒီလောက်သူတို့တတ်မှတ်ထားတဲ့ဈေးနှုန်းလေအစိုးရကကျမတို့ပေးနိုင်တယ်။ကိုရေလောက်အခါတယ်ဘယ်လောက်ဆိုလို့ရှိရင်တော့ကိုက အကန့်ဆောင်ခုံးတဲ့တွင်းဖို့လူမှုဖူလုံရင်းတဲ့တွင်းဖို့ကိုနိုင်တဲ့သူတို့လည်းနိုင်တာပဲဟုတ်တယ်ဟုတ်တယ်ဆိုတော့အိမ်အလုံးတမားဆိုပြီးတော့ကွက်ပြီးတော့မှဟုတ်တယ်အဲ့လိုတီးတန့်ဖယ်ထားတော့ကိုရီးယားနှစ်နာသွားတာပေါ့ဒီအချိန်မှာဟုတ်တယ်မလားအမမအိမ်အလုံးတမားတွေဆိုတာလည်း တကယ်ပဲပတ်စံအားသွင်းနိုင်တဲ့လူတွေပဲလေကွဟုတ်တယ်မလားတကယ်တော့ဆိုကျွန်တော်တို့အဲ့ဒီ podcast ကိုတိတ်ပြီး view site တာမဟုတ်ဘူးလေဟုတ်တယ်တကယ်ပြောရရင်တကယ်ပဲကျွန်တော်တို့အလုပ်လုပ်တဲ့ကြာလာပြီးတော့အသက်ကြီးလာတဲ့ကြာပြီးကျွန်တော်ဒါကလေအရေးကြီးတယ်အရေးကြီးတယ်ဆိုတော့တိလာတိလာတာပေါ့အခုမှတို့ Thai မျိုးတွေပြောပြမှလေတို့ခုမှတို့အိမ်တွေအလုပ်လုပ်တဲ့လူ Thai မျိုးတွေဆိုရင်တို့အဲ့လိုမျိုးမော်ဆာဆာမရှိလို့ပဲတို့ကျမ်းမာရေးကူတာဖြစ်ပါလေသူတို့အခွင့်အရေးမရဘူးသူတို့ပြောပြပတ်စံကအဆမတန်ကုန်တာလေဟုတ်တယ်ဆိုတော့ဒီမှာစမ်းစမ်း ရှိထားတယ်လူမှုဘူလုံးနေမှာကိုကပတ်စံလဲသွင်းထားတယ်ဆိုလို့ရှိရင်တော့ကို့အတွက်ပို့ပြီးတော့အကျိုးလည်းရှိတယ်ကို့အတွက်အကျိုးရှိတယ်ကို့အတွက်ကြီးပဲအကျိုးမို့အမအတွက်အမတင်တာတော့အလုရှင်အတွက်လည်းအကျိုးရှိတယ်ဟုတ်တယ်မလားအလုရှင်ကကိုနေမကောင်းဖြစ်နေသူတို့ကို့အတွက်ကတကူးတကဟိုပတ်စံထုတ်ပေးဖို့ဆိုတာလဲသူတို့လည်းမလို့ကို့ထားဒီအပိုင်းကိုကို့ကိုပေးထားသည့်အတက်အတွက်ကြောင့်ပြီးတော့အစိုးရအတွက်တော့လည်းကောင်းကို့ကိုလည်းကိုကလည်းအများအားအခုမေးဆောင်ပြီးတာလေအခုနောက်ဖက်အားလုံးအစီအစဉ်နဲ့အခုနောက်ဖက်ဒီပေါ့အားလုံးအတွက်အစီအစဉ်ပြည်တယ်လို့လည်းမှားတော့ ထင်တာပေါ့နော်ဆိုတော့အေးဘွားငါတို့လည်းဒီကန်စာပုံပြဖို့အတွက်ကိုထပ်ပြီးတော့စူးစမ်းရအောင်ပါပဲလေဒီကိစ္စတွေကဒီလိုဥမာကွာကိုရီးယားတကယ်တမ်းပြောမယ်ဆိုအင်းဒွင်းအလုတ်သမားအနေနဲ့တခါတလေကိုကဟာငါတို့အလုတ်ကအလုတ်တန်ဖို့မရှိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲငါတို့အဲ့လိုနေကြတယ်ရှစ်ဆက်လက်ပြီးမှတော့ဒီလိုနေလို့မရတော့အင်းဒွင်းအလုတ်သမားဆိုတာလည်း အလုတ်တစ်ခုဟုတ်လဲအလုတ်သမားရဲ့ရတဲ့ရလိုက်တဲ့အခွင့်အရေးကတော့ရကိုရတယ်လို့အဲ့လိုမျိုးကိုကဟိုနားလည်မှုဒီလိုထားရမယ်နားလည်မှုလည်းထားရမယ်ရအောင်လည်းကိုကစူးစမ်းရမယ်ကိုတယောက်ထဲတော့မဟုတ်ဘူးထန်တဲ့ငါမှရှိတဲ့ထိုင်းအင်ဂျင်အလုတ်တွေလည်းကိုပေါင်းပြီးတော့ပေါင်းပြီးစူးစမ်းပြီးတော့မှအများကတော့ဒါကိုအေးဆိုတော့စူးစမ်းဟိုစူးစမ်းရမယ် ရမယ်လို့လည်းအမတော့ယုံကြည်တာပေါ့ဟုတ်တယ်ဟုတ်တယ်ရအောင်လည်းစူးစမ်းရမယ်ပေါ့ကိုတို့ကျမတို့အခုကိုတွေရဲ့ပြဿနာအကြောင်းကိုကိုတွေရဲ့ခံစားချက်ကိုတွေရဲ့ပြဿနာကိုကိုကိုဖြစ်ချင်တာကိုကတော့တင်ပြရမှာဒါကိုအလုပ်ဟုတ်တယ်ကိုတွေကတည့်ရက်သူများလုတ်ပေးမယ်ဆိုမှမျှော်မြင့်ချက်နဲ့ပဲထိုင်နေလို့တော့မဖြစ်ဘူးကိုနိုင်ကကိုစူးစမ်းဆိုတော့လာငါနေပါရေနင်တို့ကလည်းကျမတို့ပိုက်စားပြီးပိုက်တောင်စားနေကျမတို့ကလည်းအဲဘုတ်ဟင်းသားဝယ်လာတယ်